တူဒီဝဒနာရှင်များအားလုံးမင်္ဂလာပါနော်ဒီနေ့မှာတော့အမျိုးလူတွေရတယ်နော်နှစ်ကျင်းနှစ်ပတ်ဒီနဲ့နှစ်ကိုဆိုတာထွက်သွားတဲ့အတွက်မျိုးလူတွေနှစ်ကျင်းအောင်မြင်မှုရရှိတယ်နော်ဘာဖြစ်လို့ جماعه ဒီဥစ္စာကိုရံခွက်တဲ့ထဲတာလဲဆိုဒီမှာ तू ကအပြီးပေါက်ဖြစ်နေတဲ့အတွက် جماعه ဒီရံခွက်တဲ့ထဲပေးတာဒီလိုမျိုးတွေကတ်မယ်ကဒီလိုမျိုးတွေကတ်မယ်ဆိုရင်တော့ဒီမှာက main ခွက်ရှိတယ်ဒါပေမဲ့ तू ကဒီအပြီးပေါက်ဒီထဲတွေကနေနှစ်ကိုဆိုတာဆင့်ပြီးသွားတယ်နော် ကျွန်မတွဲမယ်ဆိုလို့ရှိရင် တွဲလို့ရတယ်ဒါနဲ့ဆိုရင်6နဲ့ဆိုရင်68ပါမယ်နော်တိ8ပါမယ်တွဲမယ်ဆိုရင်နော်63ပါမယ်တိ3ပါမယ်ကျွန်မအဲ့ဒါတွေကိုချန်ထားခဲ့ဘာဖြစ်လို့ချန်ထားခဲ့ရတာလဲဆိုရင်ဒါတွေကကျွန်မတော့လက်တွဲဆိုင်ကကဏန်းနေဒါအမျိုးလိုနားလည်အောင်လို့တာအကွက်ဆင်ပြီးတော့ကျွန်မတို့ပြပေးတာနော်အဲ့တော့တချို့ကဝင်ပြီးတော့မှန်းတယ်68တကွက်ကြံသေးတယ်လို့68လို့ကြံတယ်တွဲတာမှန်းတယ်အဲ့လိုတွဲမယ်ဆိုရင်ဒါအမျိုးလိုတွေများသွားမယ်နော် ကျမတို့ကဘာဖြစ်လို့အရာတွေကိုချမ်းထားခဲ့ရတာလဲဆိုလို့ရှိရင် ကျမတို့မှာလက်တွဲဆိုင်မှာက one chain နေဖြစ်တဲ့အတွက်အဲ one chain နေဆိုရင်ကျမတို့ကဖဲထားတယ်နော်အဲ့တော့ကျမပတ်ပြီးတော့တွဲမယ်ဆိုရင်ဒါအမျိုးလိုဒီဒီအကွက်တောင်မကဘူးအများကြီးဖြစ်သွားမှာအာရာနဲ့ဆိုရင်ပို့ပြီးတော့များသွားမှာဆိုလို့ကျမတို့က one chain လို့ဘာလို့ဆိုရင်ချမ်းထားခဲ့တာဖြစ်ပါတယ်မျိုးတွေနော်တချို့ကဝင်ပြီးတော့မှတ်ပါတယ်ကျမထဲထဲမှာကျမဝင်ကြည့်တယ်9ရှစ်တို့6ရှစ်တို့နော်တွဲလို့ရပါတယ်ဒါပေမဲ့လို့ ချိန်ဖြစ်နေတဲ့အတွက်ကျမကစေနာနဲ့ခြံထားပေးတာเนาะမျိုးလို့ဘာဖြစ်လို့လဲဆိုတော့အကွက်များသွားမှာဆိုလို့မျိုးလို့အဲ့တော့တဲ့ဒီညနေမှာတဲ့အမျိုးတို့အတွက်ကိုအကောင်းဆုံးကျမရှာဖွေပေးထားတယ်เนาะမျိုးလို့အဲ့တော့ဘဒုပရာခူးရတယ်ဆိုတော့မျိုးတို့ဘက်ကဝင်ပြီးတော့မန့်စီချင်ပါတယ်မျိုးတို့ရေကျမကိုမန့်လို့လဲတပြတ်တစ်ချက်မှပေးစရာမလိုဘူးเนาะဒါကအမျိုးတို့အတွက်ကိုကျမဖရီးတင်ပေးထားတာ ဲ့တော့အဲ့လိုလေးမှန်းတဲ့အခါကျဘလူးဘောက်ဖို့ရဆိုကျမလည်းဝမ်းတာတာပေါ့မျိုးတို့ကျမကိုပေးစရာမလိုဘူးမျိုးတို့ရေမျိုးတို့ရတယ်ဆိုကျမလည်းဝမ်းတာတယ်အဲ့တော့ဒါက29ရက်ဇာတာပတိ၄နိုင်30အတွဲဖြစ်ပါတယ်မျိုးတို့ ဝါလေးတွေချဲထားတယ်။သုံးလုံးပေါက်မှာနော်မျိုးလို့။၉နဲ့၁နဲ့၉နဲ့ပေါက်မှာ။ဒီ၉ပေါက်တော့၃ည၃ညကို၄နဲ့ပေါက်တော့၄။လေးပါဝါက9လေးကူဒီညနေမှာ तू ဆင့်ပေးရမယ်1ချိန်เนาะလေးကူချိန် တော့1နဲ့9နဲ့ပေါင်းမှာဒီ9ပေါင်းတော့3ည3ညရဲ့ပါဝါက9 3ညရဲ့နှခတ်က9 3ည9ခွန်ကဒီညနေမှာဆင့်ပြရမယ်ဝါနေလာမလို့နော်အဲ့တော့3ည9ခွန်ကဒီညနေမှာဆင့်ပြရမယ်ဒီဘက်ကအချိန်၄ခုချင်း အဲ့တော့ तू ကဒီလိုလဲအပြီးပေါက်ဆင်းတယ်ဒါမှမဟုတ်ရင်လည်း तू ကကိနေနဲ့လည်း तू ကထိတယ်နော်ဒီဘက်ကအချင်းလေးနေလည်း तू ကထိတယ်အဲ့ကြောင့်မို့လို့ကျမကဒီလိုမျိုးပြတာနော်မျိုးလို့အဲ့တော့ဒါကဘာဆင့်ပြီးလဲဆိုတော့ဒီက၄တလုံးနဲ့ဒီက9တလုံးနဲ့ညနေပိုင်းမှာ9လေးဆိုပြီးတော့ तू ကဟိုဘက်ဒီဘက်ကိုအပြီးပေါက်ဆင်းပြီးသွားတယ်နော်မျိုးလို့အဲ့ဒါဆိုတော့လည်းနောက်တစ်ဘက်ဆက်ကြည့်မယ် နှစ်နဲ့လေးနဲ့ပေါင်းမှာနှစ်လေးပေါင်းတော့6 6ကို3ညနဲ့ပေါင်းတော့6 6ရဲ့ပါဝါက1 6တိအချင်းဒီညနေမှာဆင့်ပေးရမယ်။နောက်မျိုးတို့အဲ့တော့6နဲ့2နဲ့ပေါင်းမယ်။နော်6နဲ့ပေါင်းတော့8 ှစ်ပါဝါက3ရှစ်ကဲနှစ်ခက်က1ရှစ်တုံးတက်ကလည်းဒီညက်နေမှာဆင့်ပေးရမယ်အဲ့တော့ तू ကဘာဆင့်ပြီးလဲဆိုတော့ဒီက1တလုံးမထီတယ်နော်ဒီကလည်း1တလုံးမထီတယ်အဲ့ကြောင့်အချင်းချင်းတူတော့လေဒီမှာ1ဒီမှာ1ဆိုတော့တစ်ခုံဆိုပြီးတော့ तू ကဆင့်ပေးသွားတယ်နော်1တလုံးမထီတယ်အဲ့တော့နောက်တစ်ဘွဲ့ဆက်ကြည့်မယ်၄နဲ့၆နဲ့ပေါင်းမယ် လေးခြောက်ပေါင်းတော့၃ည၃ညကို၃နဲ့ပေါင်းမှာ၃ညကို၃နဲ့ပေါင်းတော့၃၃ပါဝါက၈၃၈အချင်း၃၈အချင်းဟာဒီညနေမှာဆင်းပြရတယ်နောက်မျိုးခွန်နဲ့၃ညနဲ့ပေါင်းမှာခွန်၃ညပေါင်းတော့ခွန်ခွန်ပါဝါက၂ ခွန်ရဲ့နက်ခတ်က3ညနော်အဲ့တော့ तू ကလည်းဒီညနေမှာဆင့်ပေးရမယ်တဲ့အဲ့တော့ဘာဆင့်ပေးသွားလဲမျိုးလို့ဒီမှာ3တလုံးနဲ့ဒီက3ညတလုံးနဲ့30ဆိုပြီးတော့ဆင့်ပေးသွားတယ်နော်အဲ့ဒီလိုလဲ तू ကအပြီးပေါက်ဖြစ်တယ်ဒီလိုလဲ तू ကကီလဲဖြစ်တယ်နော်အဲ့တော့ကျမကဒီလိုမျိုးကြာရင်လဲကြာမကြာရင်လဲဒီကအကီးနဲ့ဒီဘက်ကအချင်းလေးနဲ့ကြောင်လို့ကျမက ဒါလေးတွေကိုပြပေးတာเนาะအဲ့တော့နောက်တစ်ပွဲဆက်ကြည့်မယ်ဒီညနေအတွက်ဒီညနေအတွက်က1နဲ့4နဲ့ပေါင်းတော့5 5ကို1နဲ့ပေါင်းမှာ5 1ပေါင်းတော့6ထောက်ပါဝါကတိဒီညနေမှာ तू ကထိပေးရမယ်เนาะဒီညနေမှာထိပေးရမယ်အဲ့တော့ဒီက2နဲ့ ၃ညနဲ့ပေါင်းတော့နှစ်နှစ်ပါဝါကခွန်နှစ်ကနှစ်ခက်ကလီသူက၆တိကိုဒီနှစ်ခွန်လေးနဲ့ပြီးမလားပြီးနိုင်ကြီးရှိလားပြီးနိုင်ကြီးမရှိလို့ရှိရင်ဒီဘက်ကအချင်းလေးနဲ့ပြီးမလားเนาะဒီဘက်ကအချင်းလေးကိုမျိုးတို့တစ်ချက်ကြည့်အောင်တင်းနေရှင်းနေပေါ့မှာเนาะ တိရှိပောင်းမယ်တိရှိပောင်းတော့ကိုကိုဘာဝါကလီကိုလီဒီညနေမှာထိရမယ်နော်မျိုးတို့ဒီနှလုံးပေါင်းတာကတိရှိတိရှိဆိုတော့တိနဲ့ရှိနဲ့ပေါင်းတော့ကိုကိုဘာဝါလီကိုလီကဒီညနေမှာထိပေးရမယ်ဒီမှာအစိမ်းရောင်လေးတွေချဲထားတယ်နော်ထိပေးရမှာဘာဆင့်ပေးလဲကိုလီလိုပဲ तू ကဆင့်ပေးတယ်နော်ကိုဝလီရောဒီမှာ အဲ့လိုလဲထိအဲ့ဒါကြောင့်မျိုးလို့နော်အဲ့တော့ဒီမှာ၄နဲ့၉နဲ့ပေါင်းတော့၃၃ရဲ့ပါဝါက၈၃၈ကဒီညက်နေမှာထိပေးရမယ်နော်ဘာထိပေးလဲဆိုတော့ဒီ၃တလုံးထိပေးတယ်၆၃ဆိုပြီးတော့နော်အဲ့တော့ဒီနှလုံးထပ်ပေါင်းမယ်၄နဲ့၉နဲ့ပေါင်းမယ်နီကိုပေါင်းတော့1 1ပါဝါက6 16အချင်းဒီညနေမှာထိပေးရမယ် ဘာထိပေးွားတယ်တစ်ခွန်ဆိုတော့ဒီတစ်တုံးထိပေးတယ်နော်ငွေအဲ့တော့၄နဲ့၉နဲ့ပေါင်းမယ်၄၉ပေါင်းတော့၃၃ပါဝါက၈၃၈ကဒီညက်နေမှာထိပေးရမှာဘာထိပေးလဲ၆၃ဆိုတော့ဒီ၃တုံးထိပေးတယ်နော်၁နဲ့၁နဲ့ပေါင်းမှာ၁၁ပေါင်းတော့၂နှစ်ပါဝါက9 နှစ်ခွန်နှစ်ခွန်ကလည်းဒီညနေမှာသူကထိပ်ပြရမယ်။ဘာထိပ်ပြวะလဲ။နှစ်ငါဆိုတော့ဒီနှစ်တလုံးထိပ်ပြသွားတယ်။အဲ့တော့ဒီညနေအတွက်ဒီညနေတော့က၃ညနဲ့၅နဲ့ပေါင်းတော့၅၅ငါရဲ့ပါဝါက၃ညတဲ့မျိုးလို့ရေး။အဲ့တော့ဒီညနေမှာ၅၃ညကလည်းထိပ်ပြရမယ်တဲ့။နော်။ဒီဘက်က၆တိကလည်းထိပ်ပြရမယ်။ဒီကီးကလည်းထိပ်ရမယ်။အဲ့တော့တွဲမယ်။ ချင်းရတာကိုကျွန်မချမ်းထားမယ်နော်အချင်းဆိုရင်ကျွန်မချမ်းထားပြီးရဲ့အကွက်တီများသွားလို့ရှင်မကောင်းကျွန်မကတော့တစ်ကွက်ကောင်းနှစ်ကွက်ကောင်းထုတ်ချင်တယ်ဘလို့မှအဆင်မပြေဘူးကျွန်မကိုယ်တိုင်တော့မရဘူးမျိုးတို့ရင်မအားပဲနဲ့တော့ထုတ်ချလိုက်ချင်တာကျွန်မကိုယ်တိုင်တော့မရတော့အမျိုးတို့ကိုလည်းပြီးလို့မရဘူးအဲ့ဒီတော့တဲ့အဲ့ဒီလိုပတ်တော့ရမယ် အဲ့ဒီလိုပတ်တော့ရမယ်ဆိုတော့တဲ့အမျိုးတို့ထိရမှာလေကြီးပဲနော်အဲ့တော့ကျမကကြီးရတော့နှစ်ခုလေးကြီးကိုပဲကင်နိုင်မယ်နော်အမျိုးတို့နှစ်ခုလေးကြီးကိုကင်မယ်ကင်ပြီးတော့ဒီဘက်ကကြိုက်တာဆိုရင်ကျမ6ကိုကြိုက်တယ်နော်ဒီဘက်ကကြိုက်တာဆိုရင်9ကိုကြိုက်တယ်အဲ့တော့9 6ကပတ်သီးပေးမယ် နော်ကီးကတော့နှစ်ခုံလေးကီး၅6ကိုပတ်တိပေးမယ်ဒါအမျိုးလိုညံရှိတယ်လို့လေးတော့ယူတော့နော်အဲ့တော့ကျမကတော့အကောင်းဆုံးဖြစ်အောင်လို့တော့ရှားပေးတယ်အဲ့တော့ကျမက၅6ပတ်တိကို6နဲ့အရင်ကတ်ပေးမယ်နော်6နဲ့ကတ်မယ်6နဲ့ဆိုတော့6နှစ်6ခွန်း6လီ 6လေး6 5ကပြထားတော့63ည9နဲ့ဆိုရင်9 2 9 9 4 ငါးတုံညာတော့သူကဒီမှာအချင်းနော်အချင်းဆိုတော့ကျွန်မဒီငါးတုံညာတကွက်ကိုထားခဲ့မယ်ထားခဲ့မယ်ပြီးတော့တဲ့ငါးတုံညာနေရာမှာငါးတစ်ထည့်မယ်နော်ဒီငါးနဲ့ဒီကတစ်နဲ့လှမ်းပြီးတွေ့တာနော်ငါးတစ်အဲ့ဒါတော့ main ကွက် main ကွက်အောက်ကရံကွက်ရံကွက်က ရန်ကွက်ကဆိုရင်၃ညနဲ့၃ညနဲ့ဆိုရင်ဒီလိုတွေ့မှာနော်၃ည၆ကပါတယ်၃ည၁၃ည၁၃ည၂၃ည9၃ည၄ ဲ့ဒါပဲမျိုးအဲ့ဒါရတယ်ပြီးရင်တော့အာကျမဒီထက်စိတ်ဝင်စားနေအာဖို့ကိုမိတယ်မျိုးတော့နော်အာဖို့မိတဲ့ခါလဲမျိုးတို့ကိုဟာကိုထိုးတဲ့ခါတော့လဲအနည်းများတော့အာထိုးတဲ့ဆိုတာကံကောင်းရင်တော့ရမှာကံမကောင်းရင်တော့မရအောင်အဲ့တော့အနည်းနဲ့များတော့အာထိုးနော်မျိုးတို့ကျမအကြံလေးတစ်ချက်တော့ပေးခြင်းကျန်တစ်ချက်ပေးခြင်း ਨੇ အဲ့ဒါကဘာလဲဆိုတော့ ငါးတလုံးကဒီငါးတလုံးက तू ကပြီးခဲ့တဲ့နှစ်ပတ်မှာပျောက်ထားတယ်ဒီငါးတလုံးပျောက်ကနဟာ तू ကငါးနောက်ကိုပဲ तू ကကြာထားတယ်เนาะမျိုးတို့နှင်းငါးရို့၃ညာငါးရို့เนาะအဲ့တော့အမျိုးတို့အနေနဲ့ပျောက်ကနဟာလာရင်ခေစီးတစ်ချိန် तू ကလာပြရမယ်အဲ့ဒါမှ तू ကတာဝန်ကြီးတာเนาะမျိုးတို့ဒီကြည့်ကြည့်ကြည့်ထွက်စင်တွေကိုပြန်ကြည့်ကြည့်ဒါကျမသာအကြံပြုတာเนาะမျိုးတို့ အဲ့ဒီတော့အမျိုးတို့အနေနဲ့ထိုးခြင်းဒီ၅ထိန်တွေကိုများများထိုးပြီးတော့အာရကနည်းနည်းပဲအားမယ်နော်ပျောက်ကနန်းဖြစ်တဲ့အတွက်၅ထိန်ငါးလာရင် ထိတ်ကလာလေအောင်မယ်အဲ့တော့ဒါကျမဒါအကြံပြုတာအကြံပြုတော့အမျိုးတို့အနေနဲ့ထိုးမယ်ဆိုရင်ဒီ၅ထိတ်ကိုတဲထိုးအာရနည်းနည်းအားနော်ဒါလေးတစ်ချက်အကြံပြုတာနော်အဲ့ဒါဆိုရင်29ရဲ့ဇာတာပတိ 4နာရီ30အတွက်เนาะဒါကเนาะမြို့တော့အဲ့ဒါဆိုလို့ရှိရင်မနေ့ဖန် sorry เนาะကျမလည်းရောင်းရောင်းသွားတယ်အဲ့ဒါဆိုတော့ဒီညနေမှာလည်းအောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ကြပါစေเนาะ